မင်္ဂလာပါချစ်တော်မိလေးတို့ရေမြမရိုးရပုံပြင်လေးတွေနဲ့တင်ဆက်လာတော့မိလေးတို့ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်နော်ကဲဒီတစ်ပတ်လေဖွာပြောမယ့်ပုံပြင်လေးက တကယ်မြမရိုးရပုံပြင်ထဲမှာနာမည်ကျော်နော်မောင်ပေါ့ချိုင်းနဲ့နော်ကဲမောင်ပေါ့ချိုင်းဘယ်လိုများနော်ဘာရီများလောက်ခဲ့လို့နာမည်ကျော်ပြီးစူပါစတားလေးဖြစ်တာလေနော်မိလေးတို့နားထောင်ကြအောင်ရှိခါတော့ငါတကောင်းဆိုတာเนาะမြမအစတကောင်းငါလို့ပြောကြတယ်။ညီလေးတို့ဘွားတို့เนาะဟူ ပိုးပေးပြီးပင်ခက်တယ်ရနော်တကောင်းမှာစပြီးတော့ပြူလူမျိုးတွေနေထိုင်ကြတယ်နော်အဲ့ပြူလူမျိုးတွေကနေဆင်းသက်လာပြီးတော့ညမာဆိုတဲ့လူမျိုးကြီးနဲ့နော်ရောပြီးတော့ပြူဟာလဲညမာညမာဟာလဲပြူပါပဲဆိုတဲ့အယူအဆအတိုင်းနော်တကောင်းဆိုတဲ့ရှေးဟောင်းမျိုးကြီးကတကယ့်ကိုမမာလူမျိုးတွေရဲ့အဆနော်မျိုးပြနေရာတကောင်းမျိုးဖြစ်ပါတယ်ရှိပါတယ်တပိတ်ချင်းမျိုးနဲ့ဒီမှာ နော်မန္တလေးမုတ်ခုတ်သွားတဲ့ကားလမ်းပေါ်မှာတကောင်းချန်ညက်ဆိုတာတကက်ရှေးဟောင်းနေမိတွေပါဒီကနေ့တည်းထိလဲရှေးတော့အဖွားတို့ရဲ့ဘိုးဘေးဘီဘင်တွေသုံးပြူလူမျိုးတွေသုံးခဲ့တယ်နော်ရှေးဟောင်းပစ္စည်းတွေတူဖော်လို့မကုန်နိုင်အောင် တွေ့တော့မှာနော်ဒီအထောက်ထားတွေအရာအဖွားတို့လူမျိုးတွေဟာရင်ကျိမှုအဆင့်အတန်းအရာလူနေမှုအဆင့်အတန်းအရာမနိုင်ဘူးမနိုင်ကြခဲ့ဘူးဆိုတော့ဒီတကောင်းမျိုးပတ်ဝန်းကျင်ကတက်တည်ပြပါတယ် အခုဒီဇက်အိမ်ကမောင်ပေါက်ချိုင်းဟာတကောင်းမြို့မှာဇက်အိမ်တည်ပါလေတကောင်းမြို့နာဒီကြံညက်ဆိုရဲရွာကြီးတရွာမှာတာမီတာဖတ်၃ယောက်နေကြပါလေမိဘနှစ်ပါးအိုမင်းလှပါပြီနော်သူတို့သားငယ်လေးမောင်ပေါက်ချိုင်းအရွယ်ရောက်လာတော့ဒီတာပါမောက်ခတက်ကတူဆရာကြီးထမပညာသင်ဖို့စီတွတ်လိုက်ပါလေနော်ဆိုတော့18ရက်ဆိုတာဟိုတုန်းကနော်ယောက်ျားသားတိုင်း ယောက်ျားကောင်းတိုင်းတက်အပ်တဲ့အတတ်ပညာတွေနော်အဆုံးပါပါတယ်နော်မြင်းစည်းလှန်ထိုးအဆုံး16ရက်စလုံးနော်ဒါယောက်ျားကောင်းဆိုရင်တတ်ထားမယ်လို့ယုံကြည်တဲ့အတွက်သူတို့သားလေးကိုလေဒီတက္ကသိုလ်ဆရာကြီးစီမှာပညာသင်လွှတ်လိုက်ပါတယ်မောင်မောင်ကျိုင်းဟာတက္ကသိုလ်ပြည်ကြီးကိုသွားပြီးတော့3နှစ်3မိုးတန်နေနော်ဒီအထာရတ16ရက်သောပညာတွေကိုသင်ကြားခဲ့ပြီလေအကြီးတွေသူဟာ ဘယ်အတက်ပညာကိုမှကျွမ်းကျွမ်းကျင်ကျင်နဲ့မတက်မြောက်လာခဲ့ဘူးလေ။နော်ခေစကားနဲ့ပြောရင်တော့နည်းနည်းဒုံဝေးတယ်ပေါ့နော်နည်းနည်းထုံထိုင်းနေပေါ့။သူကဘာမှတိတိပပမတက်ဖဲနဲ့ဟိုပညာအပေါ်မှာလဲစိတ်ဝင်စားမှုအားနေတာလား။သူအားထုတ်မှုနော်နေပါလို့လားဆိုပြီးတော့တက်ကတူဆရာကြီးကဒါပေမဲ့ဘောင်ပေါင်ချိုင်းကိုချိန်လိုက်တော့လေအမတန်ရဲရင်ဖြစ်လက်တယ်။ လူချင်းမိဘအိုလည်းရိုးရိုးတည်တည်လေးလေးစားစားရှိတယ်။ဒီကလေးမောင်ပုတ်ချိုင်းဆရာကြီးရဲ့ချစ်ခင်တဲ့အတွက်ကဲမိဘဒီအထာရတာဆက်ရှိရပညာတွေကိုတော့မတိုင်ထားပါတော့နော်။ဒါပေမဲ့မင်းမှတ်ထားနော်။စကားကြီးသုံးခွန်းကပြောလိုက်တယ်နော်။မင်းဘဝမှာဒီစကားကြီးသုံးခွန်းတော့ဘလို့မှမမေ့။ဘာပညာမှမတက်ကျွမ်းရင်လဲနေတော့ဟာတပည့်ရဲ့ဆိုပြီးတော့သူကစကားကြီးသုံးခွန်းပြောလိုက်ပါတယ်။ဒါရီကတော့ ခြားမဟုတ်ပါဘူးလေလို့တယ်။သွားပါများခီးရောက်မေးပါများစကားရမအိတ်မနီအသက်ရှိကဲဒီသုံးခုတော့မင်းသိချမှတ်ထားနော်လို့ပြောပြီးတော့နော်တခြားတပည့်တွေနဲ့အတူပေါ့ဆရာကြီးကိုခရော့ပြီးကိုမျိုးကိုရွာကိုမိဘရထန်းပညာဆုံးတော့ပြန်ကြတာပေါ့မြည်လေလို့တယ်။အောင်ပေါက်ချင်းရလေဒီဆရာကြီးပြောလိုက်တဲ့စကားသုံးခုကိုပဲမှတ်သားပြီးသူချီချင်းရှောက်ပြီးပြန်လာတယ်။ တလားလုံးလဲသူရွတ်လာတယ်တဲ့နော်။သွားပါများခီးရောက်မိပါများစကားရမအိတ်မနိအသက်ရှေအဲရွတ်ပြန်ပြီးမမေ့အောင်ပေါ့နော်သူဒီလိုပဲရွာကိုချီရင်ပြန်တဲ့ခါသူ့ရွာကိုတိုက်ရိုက်မရောက်ဖဲနဲ့အဲ့တော့ကတကောင်းကမင်းနေပြီတော့ဤကိုနော်အဲ့မင်းနေပြီတော့တကောင်းမြို့ထဲမှာငါဝင်လဲပတ်ပြီးတော့အလုတ်ကိုင်းလေးရှာလိုက်အောင်မယ်ဆိုပြီးသူဝင်มาတယ်ဒီဆရာကြီးပြောလိုက်တဲ့ဆုံးမစကားအရာ မိပါများစကားရတွေ့သမျှလူနော်သူတကောင်းမျိုးကြီးအကြောင်းမေးမြန်းပါတယ်နော်အဲ့တော့တကောင်းမျိုးကြီးမှာရှင်ပြင်းမရှိဘူးမင်းသမီးတပါအုပ်ချုပ်နေတယ်နော်မူးမတ်တူရလဲဘယင်လုံးမဲ့လူကိုနော်အမြင်ရှာနေတယ်ဘယင်လုံးမဲ့လူဘသူများရှိမလဲနော်ဘယင်လုံးမဲ့သူရဲ့ကောင်းတို့ကလဲနော်ကဲကျုပ်တို့ဘသူဘယင်မလုံးချင်မဲ့နေမလဲမိလေးတို့ကျုပ်ဘယင်လုံးမဲ့လို့ ဘူးမတ်တီနဲ့နန်းတော်ရဲလိုက်သွားရင်မင်းသမီးလေးနဲ့လက်ထက်နော်ဟောအဲ့ဒီမင်္ဂလာဦးညမှာပဲအသက်သေဆုံးရတဲ့ဖြစ်ကိုရောက်တော့နောက်တဖြည်းဖြည်းနဲ့ဘယင်လှုပ်လို့တဲ့ယောက်ျားသားနော်သူရဲကောင်းကြီးဟာမရှိသလောက်ကိုရှားပါလာပါတယ်။ဘာဖြစ်လို့လဲညီလေးတို့အခုပြောတာကြားတဲ့အတိုင်းပဲ။ကဲဘယင်လှုပ်မယ်လို့ဒီနေ့နန်းတွင်းဝင်သွားတယ်။အော်ညနော်မင်္ဂလာဦးညမှာပဲ။ နောက်တနေ့မနေ့ကျသူအသက်ဆုံးနေတာတွေ့ရတော့ကို့တည်တွင်ကိုတူးတယ်လို့ဘာလို့ဘယင်လောက်တော့မှလဲနော်ဘယင်လောက်ဖို့ဝင်သွားရင်နန်းတော်တွေကိုအဝင်လမ်းမဲရှိတယ်အထွက်လမ်းမရှိဘူးဘာကြောင့်မှလဲနော်တေးသူတေးသွားတဲ့လူတွေရဲ့ရုပ်လောင်းနေရတယ်တခါတည်းမိသွေးတုံးကြီးလို့မဲနေပြီးတော့လောင်ကျွမ်းနေတာကိုတွေ့ရပါတယ်တဲ့အဲ့တော့အခုအခါဒီမင်းသမီးဖြစ်တဲ့လူနဲ့လက်ဆက်ပြီးတော့လက်ဆက်တယ်ဆိုတော့ထိမ်းများလက်ထက်တာပေါ့နော် ဘရင်လုံးမဲ့သူလုံးဝမပေါ်တော့တဲ့အကြောင်းเนาะမောင်ပေါကျိုင်းဟာဆရာကြီးတင်ကြားပေးလိုက်တယ်မေးပါများစကားရဆိုတဲ့เนาะစကားကြီးသုံးခွန်းနဲ့ဟာတခွန်းအရသူလေ့လာလို့ရပါတယ်တဲ့ကဲတကောင်းမျိုးအကြောင်းလဲသိရောမောင်ပေါကျိုင်းဟာဘရင်လုံးချင်စိတ်ပြင်းလာပါတယ်တဲ့เนาะကဲအေးဗျာဘသူမှမလုံးချင်နေเนาะကျုပ်နန်းတော်ထဲဝင်ပြီးတော့မင်းသမီးလေးနဲ့လက်ဆက်ပြီး ျုပ်မောင်ပေါကျိုင်းဘရင်လုံးမယ်လို့နော်သူကမူးမတ်တီကိုရဲရဲဝံ့ဝံ့သွားပြီးကြင်ညာပါတယ်။အိုးမိုင်မူးချီမရရီကလည်းဝင်းသားအာရနဲ့ပေါ်မြည်လေးတို့ရဲ့ဘယ်ဆိုဘရင်လုံးမယ်လူမှမရှိဘူးနော်အဲ့တော့တခါလေမင်းဝက်တစားရီဆင်ပေးပြီးတော့မင်းသမီးနဲ့လက်ထပ်ထိညာပေးပါတယ်။အဲ့တော့အများရဲ့စိတ်ထဲတော့อืมလာပြန်ပြီတယောက်ဒီမောင်ပေါက်ကျိုင်းလဲမင်းမိုးလင်း ရည်သွေးတော့ဖြစ်နေအောင်ပါပဲเนาะဟုတ်တာဗောသေတဲ့အလောင်းတိုင်းဟာမီးသွေးလို့မဲနဲ့လောင်ကျွနေတာကိုပဲသူတို့တွေ့ရတာအဲ့တော့ပေါင်ပေါက်ချိုင်ဟာဒီအဖိုးအိုထံမှာမီးမြန်းစုံစမ်းခဲ့တဲ့စကားတွေစဉ်းစားပါလေမီးသွေးတုံးလို့မဲနဲ့ပြီးတော့သေဆုံးနေဆိုတာအစိတ်ရှိတဲ့အကောင်တကောင်ကောင်အကြိုက်ခံလို့ဖြစ်နိုင်တယ်လို့တွေးမိပါတယ်ဒါကြောင့် အမတ်ကြီးကိုလူတရက်လောက်ရှိတယ်ငပြောတုံးကြီးတုံးနဲ့ဓာတ်တစ်ချောင်းကိုရှာစီပါလေနော်ဒီဓာတ်နဲ့ငပြောတုံးကိုအိတ်ခန်းဆောင်ထဲကိုသူတိတ်တိတ်ကလေးသွင်းထားလိုက်တယ်နော်ဟုတ်ပြီသွားပါများတော့သူခရီးရောက်ပြီးတကောင်းနေပြီတော့နော်မင်းနေပြီတော့နမ်းမြို့တဲ့အထိသူရောက်နေပါပြီမင်းပါများစကားရဆိုတဲ့အတိုင်းလေသူခါတဲ့တွေ့သမျှလူစုံစမ်းမေးမြန်းတော့တဲ့အတွက်တကောင်းမြို့ကြီးမှာပြစ်စခအခြေအနေလက်ရှိ ဘာတွေဖြစ်နေလဲเนาะဘာဖြစ်လို့ဘယင်လုံးမဲ့လူရှိတာလဲဒါကိုလည်းသူသိရပါပြီဟုတ်ပြီတခါစကားတခွန်းချန်သေးတယ်เนาะမိလေးတို့မအိတ်မနေအသက်ရှိတဲ့เนาะတတိယပြီတော့သူကမင်းသမီးနဲ့အတူတူမအိတ်ပါဘူးတဲ့ညရောက်တဲ့အခါအိတ်နေတော့အိတ်နေတော့မင်းသမီးဘေးမှာတော့သူဖွက်ထားတဲ့အပြောတုံးကြီးကိုစောင်းချုံပြီးတော့အသာလေးသူကတော့ဓာတ်ကိုကင်ပြီးတော့ကလကအကွဲရနေ မအိတ်ဖဲနဲ့စောင့်နေပါလေတဲ့ဟုတ်တယ်လीနော်သူ့အတိတာပါမောက်ခဆရာကြီးပေးလိုက်တဲ့စကားသုံးခွန်းနဲ့မှာမိဘများစကားရသွားပါများခီးရောက်မအိတ်မနေလက်ရှိမယ်ကဲအဲ့တော့ဆရာကြီးပြောတဲ့အတိုင်းငါမအိတ်ဘူးမအိတ်ဖဲနေမယ်နော်သူ့ရှေ့ရအတွေ့အကြုံရလဲမင်းသမီးနဲ့လက်ဆက်တဲ့နေဘက်မှာညအိတ်လိုက်တယ်မနေ့ကျရင်မိသွေးတုံးလို့ပဲမဲနဲ့လောင်ကျွမ်းပြီးတော့ သေဆုံးနေတဲ့ရုပ်လောင်းနေ ਉ ပဲတွေ့ခဲ့တဲ့တာရကတွေကြောင့်နန်းတွင်းမှာဘရင်လုံးမဲ့လူရှိဘူးညီလေးတို့ရဲ့နော်ကဲဟုတ်ပြီအဲ့လိုဆိုရင်နော်ဒီဘာချုပ်များဒီအကြောင်းဟာနော်မင်းဒီအလောင်းနေဟာမင်းနဲ့ရတာလေသူစဉ်းစားပါတယ်စဉ်းစားကြည့်တဲ့အခါမှာဟုတ်ပြီအစိတ်ရှိတဲ့အကောင်တကောင်ကောင်အကြိုက်ခံလို့လားနော်အဲအစိတ်ခတ်တယ်ဆိုရင်လေလူပုံအတိုင်းပဲရှိမယ်မဲတာတော့မင်းနဲ့မယ် အကောင်တကောင်ကောင်ကိုက်ခံလို့သာမင်းနဲ့ပြီးဖြစ်မယ်ဆိုတော့တကောင်ရန်အချိန်လေးရောက်ကုန်လှုပ်ရှားတဲ့ကိုသူစကြားပါပြီတဲ့ညီလေးတို့ရေနော်မောင်ပေါကျိုင်းဟာဒါကိုသူစင်စင်သင့်ကင်ထားလိုက်တယ်နော်ညီလေးတို့ညီရဲ့ပြီးလင်းလက်နေတဲ့မျက်လုံးအစုံနဲ့အတူတခါတော့ဗပင်းကြီးထောင်ပြီးဝင်လာတာနဂါးကြီးတကောင်ပါတဲ့ညီလေးတို့ရေနဂါးဆိုလို့နော်တကယ်နဂါးတော့ ဒီလောကမှာရှိမယ်မထင်ပါဘူးနော်မွေအကြီးကြီးတကောင်ဖြစ်လောက်ပါတယ်နော်မွေဒီလည်းအစိတ်ပြင်းတာပါပဲတကားလိုပဲချီမရှိလက်မရှိနော်တွန်လိန်သွားတဲ့သရဝမျိုးဆိုတော့အမတန်ကြီးမားတဲ့မွေကြီးတွေကိုတကားလိုပဲခေါ်ကြတာလားလို့ဘာတော့ယူဆပါတယ်ဘာတွေများဆက်ဖြစ်ဦးမလဲညီလေးတို့ဆက်ကြအောင်နော် ရင်ပုံပြင်လေးဆက်လိုက်ကြရအောင်ပါဖွားပြောခဲ့တယ်လို့ပါပဲเนาะငကားဆိုတာတော့เนาะမွေအကြီးကြီးတကောင်เนาะဒီလိုပဲမျိုးလုံးတွေရဲပါတယ်เนาะပပင်းကြီးထောင်ပါတယ်ငကားနဲ့မွေနဲ့တူတာချီမရှိလက်မရှိတွားသွားတရွားတွေဖြစ်ပါတယ်လူကိုမျိုးတတ်ပါတယ်အမတန်အစိတ်ပြင်းပါတယ်เนาะအိုအင်္ဂလိပ်ပုံပြင်နေတဲ့မှာတော့ mythology ခေါ်တာပေါ့နော် mythological animal ပေါ့သူကဟိုစိတ်မှန်းတဲ့ နော်စိတ်မှန်းနဲ့ဒန္တာကြီးဆန်းဆန်းတရဝိုင်းမျိုးတွေပေါ့နော်ဒီနဂါးဆိုတာလဲမွေကြီးစားပေါ့အဲ့တော့ဒီနဂါးကြီးဟာမင်းသမီးဘေးကငပြောတုံးကိုခါတိုင်းလိုပဲอืมနေကင်းကမင်းသမီးနဲ့လက်ထပ်ပြီးတော့နော်လာတဲ့သူရဲကောင်းပဲဖြစ်မှာပဲလူပဲထင်ပြီးတော့သူအဆွဲနဲ့ပောက်ချလိုက်တော့တခါတည်းအာကုံပောက်လိုက်တဲ့အဆွဲဟာမပြောတုံးနဲ့မှနစ်ဝင်ပြီးတော့မလှုပ်နိုင်မယုံနိုင်ဖြစ်နေတဲ့အချိန်မှာ မောင်ပေါကျိုင်းအားရဲရင်ဖြတ်လက်တဲ့သူပြီးပြီးတခါတဲ့နဂါးကောင်းဓာတ်နဲ့ခုတ်တက်လိုက်ပါလေနော်အပွဲပွဲနှွဲပြီးတော့နော်မင်းသမီးလေးဘေးကိုလာသမျှရှင်ဘရင်လုံးမဲ့ယောက်ျားသားမှန်သမျှနော်သူအစိတ်ကြီးလှော်ပြတော့နော်တခါတဲ့အောက်တက်ခဲ့တဲ့နဂါးကြီးအပွဲပွဲနှဲလာတာဒီတပွဲတော့မောင်ပေါကျိုင်းနဲ့သူရှုံးပေးလိုက်ရပါပြီတဲ့မင်းသမီးကရုပ်ရုပ်သေးသေးအတန်းကြီးကြတော့ အဲ့ရမှနိုးလာပြီတော့သူ့ချစ်သူငကားကြီးအတခါရတာကိုကြည့်ပြီတော့ခါရဲမဆွေးသူတော့ကရောက်ပါလေနော်ဒါပေါ်မိလေးတို့ရဲ့နော်မင်းသမီးလေးနဲ့ငကားကြီးနဲ့ချစ်သူတွေနော်ဒီတွေမင်းသမီးလေးဘေးမှာကြားဝင်လာတဲ့တခြားယောက်ျားသားတယောက်ငကားကြီးကဘယ်ခွင့်ပြုပါလိမ့်မလဲနော်မင်းသမီးလေးကလည်းမကြည့်ပြနိုင်ပါဘူးဒီငကားကြီးကိုပဲသူချစ်နေတာ哦နော်ဒါကြောင့်မလို့သူချစ်သူငကားကြီး သူ့ရှေ့မှာနေပေါက်ချမ်းကဓာတ်နဲ့ခုတ်တက်လိုက်တော့သူခမညာပူဆွေးတော့ကတွေရောက်ပြတော့နော်တခါလဲဟိုကလည်းခက်နော်လူရှေ့မှာသူမင်းသမီးဆိုတော့လဲယာစအိမ်ဒီနဲ့ပေါ့နော်ဒါပေမဲ့ဘသူမှမရိတ်မိအောင်ဟန်ဆောင်ပြီးတော့ငါချစ်သူနော်တပ်ပြစ်တယ်ပေါင်ပေါက်ချမ်းနော်ဒီငကားကြီးကိုဓာတ်နဲ့ခုတ်လိုက်တယ်မောင်ပေါက်ကြိုင်အောင်ငါကလဲစားချိမယ်လို့နော်မင်းသမီးကအကြံထုတ်ပါတယ် နောက်တနေ့မနေ့နော်ထုံစံအတိုင်းပဲဟွန်းဒီခါလဲမိသွေးတို့တတုံးတို့တဲရတော့မယ်လို့နော်မူကြီးမတ်ရရရနဲ့ပြည်သူတွေဟာမပေါ့ချိုင်းကိုကြည့်ပြီးတော့အော်နေပါလေမင်းသမီးကလဲအိုးတင်ဟာရဲစွန်းတတ္တိရှိပါပြီသို့တော့တင်မှာဉာဏ်ပညာရှိမရှိကျမမသိရသေးဘူးဒါကြောင့်ကျမမေကွန်း၃ခုမေးပါမယ်နော်ရက်ပေါင်း၄၀အတွင်း မဖြေနိုင်ရင်လေရှင့်ဥကောင်းကိုရှင်ကငကားကြီးကောင်းကိုဖြတ်ခဲ့တယ်လို့ရှင့်ဥကောင်းကိုကျမဖြတ်ရပါလိမ့်မယ်နော်အကယ်၍ရှင်ကဖြေနိုင်ခဲ့ရင်လေကျမရဲ့ကောင်းကိုတိကနေတာဖြတ်လိုက်ပါလို့မင်းသမီးကကလေးစားချီခြင်းနဲ့အကျဉ်းညံနဲ့နော်သူပြောပါလေ။အော်မင်းသမီးရဲ့ဘယ်လိုပုံစံများပါလဲနော်။ဘောင်ပေါက်ချဲရမီတော့။ထောင်ပေးလို့စုပ်။ရာပေးလို့ချုပ်။ ချစ်တဲ့သူအယိုးစတိုးလုံးဆိုရက်မိခွန်း၃ခုပါပဲရှင်ဖြေနိုင်ဖြေပါရက်ပေါင်း40အချိန်ရမယ်နော်ဆိုတော့ဘောပေါချင်လေဆုံးအစလည်းမရှိဘူးနော်ထောင်ပေးလို့စုပ်ရာပေးလို့ချုပ်ချစ်တဲ့သူအယိုးစတိုးလုံးဘာပါလဲစကထားလို့လို့နော်သူကတွေးပြီးတော့ဘယ်လိုအဖြစ်ရှာမှမသိဖြစ်နေတာပေါ့ညီလေးတို့ရယ်ဒီနေ့ပြီးဒီနေ့သာကုံဆုံးခဲ့ပါတယ်တဲ့နော် ဘလို့မှအဆရှာလို့မရတော့အောင်ပေါက်ကျိုင်းကသူ့မိဘနှစ်ပါးလေတားဖြစ်သူဟာတကောင်းမြို့ကြီးမှာမင်းဖြစ်နေပြီဆိုတဲ့အကြောင်းသိတဲ့အတွက်အဲ့ဒီအချိန်မှာပဲသူတို့နေတဲ့ကြံ့ညက်ဆိုတဲ့ရွာနေထွက်လာပါလေနော်တကောင်းမြို့တဲ့ကိုမဝင်ခင်နော်တပင်ကြီးတပင် အောင်မှာတခါတဲ့ပါလာတဲ့ထမင်းတုတ်ကလေးဖြီးစားကြတာပေါ့လေနော်ဒီစားကျွင်းစားကြံလေးနော်ဒါထုံးစံပေါ့ကြီးလေးတို့ရယ်နော်ဒီ စောက်နေတဲ့ကြီးတွေရှိတာပေါ့နော်အဲ့တော့တစ်ပင်တက်ကဒီကြီးဖို့နဲ့ကြီးမနှစ်ကောင်ကစကားပြောနေကြတယ်တဲ့အဲ့ဒါကိုမောင်ပေါက်ချိုင်းရဲ့အမိနဲ့ဖေချားပါတယ်တဲ့ဒီလေးတို့ရေဒီနေရာမှာလေငါတရားပြောတာကိုလူတွေကဘယ်လိုလုပ်သိလဲလို့နော်တွေးမိမှာပဲနော်ရှေးတုန်းကလူတွေကလေမာကဒဆိုတဲ့ဒီငါတရိုက်ဆန် ကြီးပြောတဲ့ဘာသာစကားကိုနားလဲချတယ် လူတွေပြောသမျှလေဟိုတကူးနဲ့တူနားလည်မှုရှိကြတယ်လို့ဆိုရမှာပါနော်ဒါစာပေတွေမှာပါလာပါတယ်မာကထဘာသာဆိုတာငှက်တီးနော်ပြောတဲ့စကားကိုလူနားလည်လူတွေဘာပြောလဲလဲငှက်တီးကသဘောပေါက်တယ်နော်အဲ့တော့အေးကြီးမကပြောပါလေအဲကြီးဘူကစပြောတယ်အိုးဒီမင်းဆက်တော့ဗိုက်ပြည့်ပြီနော် ီခီးသွားလင်မယာကျေးစုပဲသူတို့စားချွင်းစားချင်နေတို့ကိုချွေးတာ哦เนาะအဲ့ဒီနှစ်ပြန်တော့ဘယ်လိုများရှာစားရပါအောင်လဲလို့ပြောတော့ကြီးမပြန်ပြောပါလေဟိုးဘာဆိုရင်ကြာရှိလဲရှင်မနှစ်ပြန်ဆိုရင်လေမောင်ပုံကြိုင်းအတွက်ပေးထားတဲ့အချိန်ရက်40တင်းတင်းပြည့်ပြီမပြေနိုင်လို့ရတော့လေမင်းသမီးကမောင်ပုံကြိုင်းခေါင်းကိုဓာတ်နဲ့တိကနေပြတ်မှာပဲအဲ့ဒီဘင်းရင်အသေးခေါင်းကို ငါတို့စားရမှာပေါ့လို့နော်ကြီးမပြောပါလေတဲ့ဘာဖြစ်လို့မောင်ပေါ့ကျဲကမပြေနိုင်ရမှာလဲဆိုတော့အိုးအလွယ်လေးပါနော်မင်းသမီးอ่ะသူ့ချစ်သူငကားကြီးကိုတိတ်မြတ်နိုးတာနော်သူ့ချစ်သူငကားကြီးကိုမောင်ပေါ့ကျဲကခေါင်းဖြတ်ပြီးတတ်လိုက်တော့အေးကွန်ကိုငကားအေးကွန်ဆိုမွေးအေးကွန်လို့ပေါ့မိလေးတို့ရဲ့နော်အတပြားတစ်ထောင်ပေးပြီးတော့အေးကွန်ကိုဆုတ်ခိုင်းနေနော်ပြီးတော့ငွေအတပြား100ပေးပြီးတော့ တကားအရေခွန်နဲ့နော်ခေါင်းအောင်ချုပ်ခိုင်းနေနော်အဲတကားရဲ့အယိုးတော့စတိုးလုပ်ပြီးတော့သူ့ခေါင်းမှာထိုးထားတယ်တဲ့နော်ဒါဟာအမတန်ချစ်ခင်မြတ်နိုးတဲ့လူတွေတယောက်နဲ့တယောက်ခွဲခွာသွားရပြီနော်ရှင်ခွဲခွဲကြရပြီဆိုရင်လေတယောက်တယောက်မှတ်တရပစ္စည်းလေးတွေနော်ကိုနဲ့မကွာဆောင်ထားတယ်ဟုတ်သူပဲတာနော်သူ့ကိုစားနော်တယောက်ဟာဒါသူပေးထားခဲ့တဲ့ စ္စည်းယင်ဘက်နဲ့အနီးဆုံးအသေးနှလုံးနဲ့အနီးဆုံးနေရာမှာเนาะ rocket လေးလို့เนาะဆွဲထားတယ်ဒီလိုပဲတစ်ဖက်သားကလည်းယောက်ျားကလည်း wallet ထဲမှာအမြဲတမ်းဒါချစ်သူမိန်းကလေးငေါ့เนาะသူကိုစားပေးလိုက်တယ်လို့เนาะဒီလိုပဲချစ်သူတွေချားမှာဟိုဒီပြုလက်ပြုထားရှိပါတယ်ဟောအခုငကားယူလဲမင်းသမီးကအမတန်မြတ်နိုးရလေးကြီးလေးတို့ရဲ့တို့ခင်ဗျာသိခွဲခွဲရပြီရှစ်ရက်နေဘယ်တော့မှလဲ ြန်မတွေ့နိုင်တော့ဘူးဒီတော့ तू ဘာမှပြည့်ရဆရာမရှိဘူးတကားအရေကွန်ဆုတ်တယ်အဲ့ဒါနဲ့ခေါင်းအုံးချုပ်ပြီးတော့ तू ခေါင်းလေးနဲ့ပါနဲ့အပ်ပြီးအိပ်မယ်ဟောလကားရဲ့အရိုးကိုလေ तू ခေါင်းကနော်အမျက်တနိုးထားတဲ့ဥခေါင်းထက်ကစံကေတာထဲမှာစတိုးလှုပ်ပြီးတော့အမျက်တနိုးပန်းစင်ထိုးထားမယ်ဆိုတဲ့ညီပဲချက်နဲ့နော်တခါတည်း तू အယိုးကိုစတိုးလှုပ်တာအဲ့တော့ဘယ်လိုလှုပ်ပြီးရှင်က ီအဖြစ်ကိုသိရတာလေလို့ကြီးမမေးတော့မင်းသမီးရဲ့လေအခန်းဆောင်ပတင်းပေါက်နာနော်တစ်ပင်မှာငါသွားနာမိတော့ဒါဒီအလုံးမြင်နေရတာဗောနော်ဒီစားကြောင့်ဘင်းမောက်ပုံချိုင်းမသိတော့လေဘယ်ဖြစ်နိုင်ပါမလဲကွာနော်မဖြစ်နိုင်ရင်အသက်ခံရတော့မင်းဟောသူအသက်ခံရတော့ငါတို့လင်မယားဝင်းဝါတာပေါ့ကွာဗိုက်ပြေတာပေါ့ကဲကဲအညောင်းပြေအညာပြေပြန်လိုက်ကြအောင်ဆိုဆိုဘရော ကြီးဖို့နဲ့ကြီးမအားစကားတွေတွင်တွင်ပြောပြီးတော့ပြန်သွားတယ်ဒီခါမှာမိလေးတို့တစ်ပင်အောက်ကမောင်ပုတ်ချိုင်းရဲ့မိပါနှစ်ပါးကြားတော့အိုးตาအတွက်သူတို့ဝင်လဲตาเนาะအဲတစ်ဖက်ကလည်းထိတ်ထိတ်လန့်လန့်နဲ့တကောင်းမြို့တဲ့ကိုအချိန်မှမိပါတော့မလားเนาะဒါက140စီလို့သူတို့သား မင်းသမီးလေးရဲ့ပုပ်စာမေခွန်း၃ခုကိုမဖြေနိုင်ရင်အသက်ခံရမှာပါလားဆိုပြီးတော့အပြေးကလေးဝင်သွားပါတယ်တဲ့နော်မိလေးတို့ရေမောင်ပေါက်ချိုင်းဟာအဖွားပုံအစမှာစုခဲ့ပါတယ်နော်သူပညာဉာဏ်ထိုင်းလို့နော်စာပေတင်ကြားတဲ့နေရာမှာအခက်အခဲရှိနေတယ်ရရင်ဖြက်လက်တယ်နော်မိဘဆရာသမားကျေးဇူးအမတန်ဦးထိပ်ထားယူသိလေးစားတဲ့ကလေးနော်အဲ့တော့သူကမိဘနှစ်ပါး ရောက်လာတဲ့အခါမှာကောင်းကောင်းမွန်မွန်စီကြူပြီးပြုစုတယ်။မိဘတို့ကလည်းလာမှကြားခဲ့ရတယ်။ကြီးဖို့နဲ့ကြီးမှဒီလိုဒီလိုပဲပြောနေပါတယ်သားရဲ့လို့နော်။သားဖြစ်တဲ့ဘရင်မောင်ပေါ့ကျိုင်းကိုပြောပြတော့သူကအမတန်ဝမ်းမြောက်ပြီးတော့"ကဲဒီညနေပဲနော်မင်းသမီးမင်းသမီးမေးတဲ့မိကုံတုံးကူကိုကြောက်ဖြေးကြမယ်"ဆိုပြီးနန်းရင်ပြင်မှာနော်။ခါလေကြီးညာလိုက်တော့အာနန်းတော်တစ်ခုလုံးလေး အုပ်အုပ်ချက်ချက်နဲ့လှုပ်လှုပ်ရှားရှားပေါ့မိလေးတို့ရေနော်မင်းသမီးလေးကဘာလို့မေးတာပါလဲနော်ထောင်ပေးလို့စုပ်ရာပေးလို့ချုပ်ချစ်တဲ့သူအယူစတိုးလုံးတဲ့ဆုံးရှိအစားမရှိဘာမှန်းလည်းမသိရနော်ဒါအောင်မောင်ပေါက်ချင်းကဖြေတော့မယ်ဆိုပဲနော်ပြည်သူတွေအားလုံးရဲ့ရင်ထဲမှာလည်းနော်ဘာပဲပြောပြောနော်သူတို့ဘင်ရင်ရပြီနော်ခါတိုင်းဘင်ရင်လုံးမဲ့လူတွေလို့မနဲ့မိုးလင်း ပြီးသေးတုံးလို့ခါတဲ့လောင်ကျွမ်းနေတဲ့ရုပ်လောင်းကိုမတွေ့ရပဲနေနော်။သံသမာမာထော်ရကြိုင်ကြိုင်ရဲရင်ဖြက်လက်တဲ့သူတို့ရဲ့ဘရင်သက်အတွက်သူတို့ကလည်းပျော်နေပါတယ်တဲ့။ဒီထက်မှမပျော်နိုင်တဲ့လူကတော့နော်ညီလေးတို့ခံမှန်းတဲ့မိမဲ့အတိုင်းပဲမင်းသမီးပေါ့နော်။သူကတော့မောင်ပေါကြိုင်ဟာဖြေနိုင်ရင်သူကောင်းမဖြစ်တော့သူပဲကောင်းဖြတ်ခံ တော့မင်းသမီးကအော်ထိတ်လန့်ပြီးတော့ငိုကြွေးပါတယ်။အရှင်ကိုဂရုပြုထားတဲ့အတိုင်းကျွန်တော်မျိုးမရဲ့အကောင်းကိုဖြတ်ပါတတ်ပါတော့လို့နော်။အကောင်းကြီးကိုထိုးပေးတယ်တဲ့။အဲ့တော့မောင်ပေါကျိုင်းကမလုပ်ပါဘူး။မိလေးတို့ရဲ့ဂျင်နာတနာတတ်တဲ့သူဟာလူတယောက်ကောင်းကိုရဲရဲဆက်ဆက်ဖြတ်ရမင်းဆိုတဲ့အလုပ်သူပဲလုပ်ပါလေနော်။အဲ့တော့ရဲစွန်တတ္တိရောဖြတ်ထိုးညံရောကောင်းတဲ့ မောင်ပေါက်ကျန်းရဲ့အရင်သွေးတွေကိုမင်းသမီးကလည်းလေစားလာပါတယ်။ကဲဒီပုံလေးမှာတော့နော်မိဘဂျေဇူးဆရာသမားဂုံဂျေဇူးနော်ဒါတွေကိုတလေးတစားနဲ့နော်ဂျေဇူးတရားတိတတ်တယ်နော်မောင်ပေါက်ကျန်းဟာဘေးဒုက္ခအန္တရာယ်ကြီးချာနီဘလို့ပဲကြပေမဲ့လေကုသကံထောက်မှာပြီတော့ဘေးမတိရမခလွမြောက်ခဲ့ပါတယ်တဲ့ဒီလေးတို့ရေရှေးရိုးရပုံပြင်နေတဲ့မှာ ရွှေယုံရွှေကြားတက်ကရိတ်သွားမောင်ပေါချိုင်းနော်ကဘာလိမ့်မာကြီးမင်းသမီးအမွေမင်းသားနဲ့မထွေးလေးဒီလိုပုံပြင်နေဟာဖွားတို့ငငယ်တဲ့အသေးဆွဲနော်ဘာများဖြစ်မလဲဘာများဖြစ်မလဲမောင်ပေါချိုင်းခေါင်းဖြတ်ခံရတော့မလားလို့နော်တထိတ်ထိတ်နဲ့နားထောင်ခဲ့ရတဲ့ပုံပြင်လေးတွေကိုညီလေးတို့လည်းခံစားရပါစေတော့သင်ခန်းစာလေးတွေလည်းရပါစေတော့လို့ရည်ရွယ်ပြီးတော့ ရှီဟောင်းပုံမြင်လေးတွေတင်ဆက်ခဲ့ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးနှစ်သိမ့်နိုင်မလို့ယူဆပါတယ်